ားလုံးပဲမင်္ဂလာပါရှင်ဆရာမချူရဲ့မြတို့ဤမာယာဆိုတဲ့စာအုပ်ကလေးရဲ့အပိုင်း16ကိုဆက်လက်ဖျက်ပြပေးသွားမှာပဲဖြစ်ပါရရှင်ဒီကနေ့နာနာခင်ကတော့ဆရာနဲ့သူမရှားပါးစွာပြည့်လွယ်၍စိတ်ကြည်လင်သောနာနာခင်တစ်ခုဖြစ်ခဲ့သည်ခေတီအိမ်အောင်ကြပြီးမှပထမဦးဆုံးကျောင်းလေးတို့ရောက်တည်နေလေဖြစ်လေသည်ဆောင်းလောင်းနှင်းကျွင်းများကမန္တလေးတမျိုးလုံးကိုပိမ့်ပိမ့်အောင်ကာစီထားသည့်အထက်တွင်ကေဇီရိုခြံဝင်းကလေးကနှင်းအကြဆုံးဖြစ်နိုင်သည် နနလင်း၍ပြတင်းတကားကိုဖွင့်လိုက်လျင်ဖွင့်လိုက်ချင်းနင်းသူကိုမြင်ရသောအခါသူမစိတ်ကြည်လင်စွာ ပေါ်ပါသွားသည်ဆရာကြီးနင်းတွေတိတ်လာတာပဲထကြည့်သမားဟူပင်ဆရာကိုတိုင်တယ်၍ပျော်ရွှင်မိသည်ဆရာကလည်းဒီကနေ့ကြမှာထူးထူးခြားခြားမိုးလင်းကလေးကအိမ်အပေါ်မှာဇင်ယူလျက်ချက်ချင်းဤအမှုပညာဟူသောစာအုပ်ကိုဖတ်နေလေသည်ဤစာအုပ်ကိုဓာတ်ပုံထဲမှလူကသူမဖတ်ရန်ငှားထားခြင်းဖြစ်ကြောင်းဆရာကိုပြောလျင် ဆရာအီစာအုပ်ကိုနိုင်ရန်စီတို့လွှင့်ပေါက်ပြမသေးကြသည်ထိုအတွေ့ဖြင့်သူမတိတ်တိတ်ကလေးပြုံးနေကလေးသည်သူမကြောင်သားကန်ဤအဝတ်စားလဲတော့ဆရာကစာအုပ်ကိုလက်ညှိုးဖြင့်ညှက်ပိတ်ထားရင်ကရင်မော်တင်မလွှဲထိုင်ကလှမ်းကြည့်သည်တိတိအင်ကြီးကျဲသည်တွေထဲမှာအဲ့ဒီကျဲသည်လေးတွေကိုကိုအကြိုက်ဆုံးမယ်သူမဒီတွယ်လက်စခွန်းတက်ကျဲသည်ကလေးတွေကိုငုံကြည့်ကဆရာကိုစိတ်လိုလရပြုံးပြလိုက်မိသည် ကျဲကျဲကလေးများမှာလက်တန်းလုံးလောက်လုံးပတ်ရှိသောချယ်ရီသားဂျပန်မားရုပ်ကလေးများဖြစ်၏။ရုပ်ကအရှိတလမကျော်သဖြင့်ထိုကျဲသည်ကိုပျော်ပြောင်းပါလျသောအင်ကြီးစားဖြင့်ပြုလုပ်သည့်ခွင်းသေးသေးကျဲကျဲကလေးများတဲ့တွင်သာတက်လို့ရသည်။မဟုတ်လျင်ဇာလိုထူပိတ်သောခြေဖြင့်ပြုလုပ်သည့်ခွင်းဆိုလျင်အယုတ်တကူလုံးခွင်းထဲသို့ထည့်သွင်း၍မရချေ။ဒါမမီးရဲ့လွန်ခဲ့တဲ့အနှစ်20ကျော်ကြာကျဲသည်ကလေးတွေလေးဆရာဆရာကြိုက်တယ်ဆိုရင်မမီးစီယာကေတီတို့များတိုက်ခဲ့ရကြုံနဲ့သွားပြီ။ ရခိုင်လုံးကြီးကျိတ်ကိုဆရာသဘောကျဝေလိုက်ပြီနားလွန်နေကြလက်ပွေအိတ်အကြီးကြီးကိုပခုံးမှလွယ်ပြီးအိမ်ချွေထွက်လိုက်တော့ခါဆရာကစာအုပ်ကိုလက်ကညှက်ကင်လျက်ကေတီထွက်ရာချမ်းဝင်းပေါအထီလိုက်ပို့သည်ဆရာဌာနကိုဘယ်ချင်းလောက်လာမှာလဲစပိန်ဘဲကိုဆရာကအတန်မြီအောင်ဆွဲဖိကြည့်ရင်ကပြုံးသည် နေ့လေထမင်းစားချိန်လောက်ပေါ့၁၇နာရီလောက်နော်ဟုတ်ကဲ့ဟိုမင်းမတိုင်စားကြတော့ကြမဲ့တန်းကိုဆရာခဏအောင်အားတင်းငင်နော် စိတ်ပူသလိုလှမ်းပြောမိတော့ကျေးဇူးတင်ပါတယ်ဟုပြောရင်ဆရာကသူ့လက်ထဲမှာစာအုပ်ဖြည့်ကေတီနှစ်ဖူးကိုခပ်ဖပလှမ်းရိုက်လေသည်ဆရာတတာဟိုမျက်စိတစ်ဖက်မိလျာကလေးဆန်ဆန်နှုတ်ဆက်ခဲ့ခြင်းအထီးသူမရင်ထဲမှာဆွတ်ဆွတ်မြဲမြဲချစ်ခဲ့မှုသောယောက်ျားတစ်ယောက်ကို လုံးဝသတိမရခဲ့တာအမှန်ပါပဲရံမျိုးလုံးမမင်္ဂလာလန်းတစ်ချောင်းစပိန်နင်းရင် လေကလေးပင်ချွန်လိုက်မိသည်အင်းဆရာကငါးလေးချွန်တော်ကိုမကြိုက်ပါပဲလားဟိုတတိယကမှာ ကမန်ကရန်နှက်ခမ်းတင်းတင်းဆေးပြလိုက်သည်ကျောင်းမှာစရုံးတိတိမြင့်မြင့်ကလေးနဲ့ခွင်းကျယ်သီးသက်ရင်မောအိမ်ကြီးပေါ်ပေါကလေးနဲ့ဆရာမလေးဟာအိမ်မှာတီရှာပွားကြီးတွေဖားရဖားရဝတ်ပြီးစမော်ကီတခြင်းတွေလေးချုံလိုက်မယ်လို့ကိုနန်းထဲမှာမတွေ့ခဲ့မိဘူးကွာဟိုဆရာကခန်းကြီးကြီးပြောတတ်ဤဆရာသာဖြစ်ကျမကိုလက်ထပ်မိတာအောင်မှားတယ်လို့များနောင်လာရသွားသလားသူမဆိုရင်တကြီးမင်းမိသည်ဆရာကနှကန်းပပကလေးကော်ပြန်သွားအောင်ရေမောရင် ုဘယ်နောက်လာရပါမလဲကိုမိမရဲ့နှစ်ကိုခွဲပုံစံကိုပိုးထောင်ချင်မိသေးတယ်ဟူပြောခဲ့ဘူး ਈ သူမဆရာစကားကြောင့်နန်းငယ်ချက်သွားကကျေးဇူးတင်ပါတယ်ဆရာဟူခတ်တူတူကလေးပြန်ပြောခဲ့ရသည်ဆရာဇနီးအဖြစ်အိမ်နောင်တဲ့ဘဝမှာနေသားကြသွားပြီဖြစ်သောကီတီကိုစိတ်ကြေကွဲမှုတစ်ခုစီတို့တွန်းပို့လိုက်သောအဖြစ်ပြက်သည်နေကင်းထမင်းစားချိန်တိုင်းမိကလေးမှာဖြစ်သွားသည်ဒေါကီတီအဲ့ဒဲဟူအခန်းဝါမှာဆရာမတယောက်နှောင်းအော်လိုက်ချိန်ထီး သူမစိတ်ထဲမှာဆရာသားရှိနေခဲ့သည်ဆရာကလေသူတို့စနောက်လို့ကောင်းလှန့်ခွန်နေရသေးသလားကိုနှစ်နှစ်နေခဲ့ဘူးတဲ့အခမ်းမယ်ဝင်လာလိုက်ပြီးရောဟိုသူမတော့ပပခက်ရှက်ရှက်ဖြစ်ရဲ့တွေးလိုက်သေး၏ပြီးမှဆရာကိုသူမကိုချင်းစားသွားသည်အေးလေသူ့သဘောနဲ့သူဒီကြောင်းနဲ့ခွဲခွာပြီးတဲ့နာပထမဆုံးကြိမ်ဌာနထဲကကိုမိမစီလာရတဲ့လက်ထောက်ကလေးကတယောက်ဟာနင်းနေတော့ရှုတို့ရှန်တတ်နေမှာပဲထိုအတွေးဖြစ်ရဲ့အနှဲငယ်ပြုံးလေးရဲ့အခန်းဝါသို့ခတ်တော်တော်ရှောက်သွားလိုက်၏ အခန်းထဲပြန်ဝင်လာတော့ဆရာမနဲ့မျက်နှာချင်းဆိုင်မိစဉ်ဆရာမမျက်နှာမှာမျောလင့်ထားသလိုပြုံးစိစိအမှုရာမတွေ့ရသဖြင့်တဲဟုတ်ပါလားဟူကျေနပ်နေစေအခန်းပြင်သို့ထွက်လိုက်တော့မှမမျောလင့်သောလူတစ်ယောက်ကိုပြုံးကနေမျက်နှာချင်းဆိုင်လိုက်ရတော့သည်မင်္ဂလာနံနက်ခင်းပါခေတီဖျားရေကျွန်မရှိကလူသည် January တလာလုံးတော့သူမသွေးယူသေးတဲ့မျောလင့်ဆောင်စားခဲ့ရသူပါကလားမျက်မှန်ထူးထူးအောင်မှညိုလဲသောမျက်ဝင်းများသည် နှာခမ်းများနဲ့အတူကြည်လင်စွာပြုံးနေကြသည်။သူမ၏နှလုံးသည်စိမဲ့ကမ်းမဲ့ပင်မြန်ဆန်စွာခုန်လျက်ရှိ၏။သူမ၏နှာခမ်းများရုတ်တရက်ခြောက်သွေးသွားသည်။ကုမိုး၏သူမတန်တော်ရေရွံ့မိပြီးခဏကြာမှမင်္ဂလာပါဟုနှုတ်ဆက်လိုက်ရသည်။သူသည်အဝါနုဖြော့ဖြော့အစင်းကလေးများပါသော ရှက်အင်းကြီးကိုတရာဆက်အထက်၌အပြာကြီးကြီးခေါက်လျက်ဝတ်ထား၏။ခါမှာတော့အပြာနုရောင်ခြင်းမောင်းမီ ဟော်ကင်းရှု၏အထက်စီကြားမှာတင်ရီသွားသောခပ်ပွပွအသားပြော့ပြော့ပေါင်းပြီးဖြစ်သည်ဖြူဝင်သောသူ့ဘေဘက်လက်ဖြတ်မှာနိုင်လက်ပတ်ကျိုးအနက်ကလေးပေါ်၌ဟိုးတုံကလိုပင်တန်လန်းပုံကျိုးသုံးကျိုးတွေခြွေကျိုးပြော့ကလေးကိုမွေးလိမ်မွေးကောက်ရစ်ပတ်ထားဆဲဖြစ်သည်ရှင်ရှင်ဘာလာလုပ်တာလဲသူကထုံးစံအတိုင်းမပွင့်တပွင့်ပြုံး၏မန္တလေးကိုလားဓမ္မမောင်မြမစာဌာနကိုလားသူ့အတ္တမရခင်ကထာဒုညက်တိမ်မွေသွားတယ်လို့ပဲ ှစ်ခုစလုံးပေါ်မန္တလေးကိုကိုဂိုင်းဖြစ်လိုက်လာတာပါ ပြင်းတဲ့လူမျိုးနှစ်ယောက်နဲ့ဂျာမန်လူမျိုးတစ်ယောက်ဖွဲ့လေးကိုလိုမနေရမှရောက်တယ်ညီမသာဌာနကိုလာတာကတော့မင်းစီကိုလာတာပေါ့ဒုက္ခပါပဲလားကျမကိုတတိယလို့ဝင်လာခဲ့တာလို့တော့ကျေးဇူးပြုပြီးမပြောလိုက်ပါနဲ့လားကွယ်သူမလက်ဖျားများချက်ချင်းအေးစားတုံရင်လာကြသည်ကျမစီအေးလေကို့ကိုဆောက်ကလေးများငှားနိုင်မလားလို့ဘာဆောက်လဲ ပကံတော့ငှားခဲ့တဲ့စာအုပ်ပဲပေါ့တည့်ရပဲငှားပါလက်ဖြန်ညက်နေကိုပြန်ပေးမှာပါသူမသူမျက်နာကိုတတိလက်လော့ငေးမောကြည့်နေမိတော့သည်ဘာသဘောလဲကွယ်မောင်မအဲ့ဒီစာအုပ်ရှိရမဟုတ်လားသူမနှလုံးသည်ပူပင်တော့ကအဖြစ်ရုပ်ချီလေးလန်လာခဲ့သည်သူကကေတီဤရင်မောအင်ကြီးမှချယ်ရီတာအယုတ်ကလေးများကိုသဘောကျသလိုခပ်ပြုံးပြုံးကလေးဆိုင်ကြည့်ပြီးဘယ်နဲ့လဲကို့ကိုယုံကြည်စွာငှားမယ်မဟုတ်လားဟုတ်မေးသည် ဟုတ်ကဲ့အဲဒါပေမဲ့အခုတော့ဘယ်ပါမလဲသိပါတယ်လက်ဖြက်မနဲ့ចောင်းလာရင်ဒါယူခဲ့ပေါ့ကုမ္ပဏီဆော့ဆော့ဝင်ယူမယ်နော်ဒါမှမဟုတ်ခုညနေအိမ်ကိုလာရေးပါလားကိုမိုးဝေးအေးသူမခက်ခဲစွာ အာတင်းပြုံးပြလိုက်ကျမမလက်ဖြန်ចောင်းလာပြဖို့မသေးကြလို့ပါနောက်ပြီးကျမရဲ့ခင်မုန်းနဲ့လည်းမိတ်ဆက်ပေးခြင်းလို့ပါထိုစကားကိုသူမပြောဖို့အာယူလေးရပြောမထွက်ခဲ့ပါ ပြောလိုက်လေကီတီ ဒါမှသူအိမ်လာလို့မိတ်ဆက်ပေးတဲ့အခါသူမျက်နှာမပြအောင်ကြိုတင်ထိန်းချုပ်ထားနိုင်မှာပေါ့မဟုတ်ဘူးကိတိခင်မောင်အကြောင်းအခုပြောလိုက်ရင်သူအိမ်ကိုလာပြအောင်မယ်လို့များထင်လို့လားသူလုံးဝလာတော့မှာမဟုတ်ဘူးဒီလိုရောမဖြစ်နိုင်ဘူးလားကိတိအိမ်တော်ကြားသွားတဲ့ကိစ္စကိုသူဘလို့မှခံစားရမှာတောင်မဟုတ်ဘဲလဲနေနိုင်တာပဲနောက်ဆုံးတွေ့ကိုသူမအတီးပြလိုက်ကြီးအเจ้าမှာသူကလက်ပတ်နာကြီးကိုငုံကြည့်လိုက်ရင်သူလည်းနေကြအဝိအိမ်နဲ့ထဲက မဆုစာအုပ်အနက်ဖုံးပါပါကလေးကိုထုတ်ယူလိုက်တော့ကြောင်းဖြစ်သည်။မောင်အာယုံထဲမှာကေတီဆိုတာမရှိပဲရှီဟောင်းသူတည်သနာစာအုပ်တာရှိတယ်နဲ့တူပါရဲ့။ကဲကောင်းပြီ။ညနေကိုလာယူရမယ့်အိမ်လေးစာကလေး။သူမကြီးရံမျိုးလုံးအိမ်လေးစာကိုခတ်တွတ်တွတ်ရေးမှန်းနေတော့သူ့မြန်မာလက်ရည်ရိုင်းရိုင်းကလေးများကိုနာကျင်စွာတစ်ချက်ကြည့်လိုက်သည်။ခုစမှာပင်ရှေ့တူယူမနွဲ့နွဲ့ကလေးလမ်းလျှောက်လာတော့မိမိခင်ကိုတွေ့လိုက်ရသည်။တိတ်ဆက်ဆူတဲ့မျက်လုံးတွေနဲ့မောင်ကိုအကဲခတ်ကြည့်မှဟုကေတီမခံနိုင်ပါဘူးကွယ်။ မိခင်ဤမျက်လုံးအကြည့်သည်အပေါဝါပြီးမှမျက်နှာချင်းသာရက်နေသောကီတီတို့နှစ်ယောက်ထမှသာဆွေးမြေးစွာတည်နေသည်။ကဲကိုပြန်မယ်ကီတီ။ကိုကိုကူညီတဲ့အတွက်တိတ်ကျေစုတင်ပါတယ်။ပြပြဆူဆူအချိန်နှမျောလာသောသူ့ထုံစံအတိုင်းကမြောက်ကသောနှုတ်ဆက်ကခြာကနေပြန်လဲထွက်သွားသည်။သူနှင့်မိမိခင်ဤကဲစွာရှောင်းလိုက်ချိန်တွင်မိမိခင်မျက်ဝင်းများကကိုမိုးဝေအပေါ်မှာစူးစိုက်လျက်ရှိသည်ကိုသူမမခံကြည့်မခံသာတွေ့လိုက်ရ၏။ ိမိခင်သည်ကြောပိပိဖြစ်သောသူရှိရာသို့နောက်ပြန်လှည့်ကြည့်လိုက်လေသည်တကူလုံးလေးလံထိုင်မှိုင်းသွားသောကီတီကတော့ပြဒနာသည်ညနေအရောက်သည့်အထီးဆောင်ဆိုင်နေလိမ့်မည်မဟုတ်ကြောင်းရိပ်မိလိုက်၏ကီတီခမန်းထားသည့်အတိုင်းပြဒနာသည် နေခင်ထမင်းစားချိန်မှပင်စားတော့သည်ဆရာသည်သူမသည်အချိန်အတိုင်း၁၇နာရီခွဲပြီးချိန်တွင်မြမစားဌာနသို့ရောက်လာခဲ့သည်ဆရာများ၏ဇပွဲတွင်ဆရာသွားရောက်နှုတ်ဆိုင်နေကိမှာရေမောရှင်ပြနေသောဆရာမျက်နှာကို ဖြက်ကနေဖြက်ကနေလန်းလန်းကြည့်ရင်ဤရဲ့ပြုံးများအတိတ်ကြာရှိခံမှမဟုတ်ဟုတွေးလိုက်မိလေသည်မိမိခင်တယောက်ဆရာစီသွား၍ရေမောနှုတ်ဆက်နေသည်ကိုမြင်ရသောအခါသူမ၏ထင်မြင်ချက်မှပို၍တေချာသွားတော့သည်သူတို့ဘာစကားတွေပြောနေမှမကြားရတော့လေကိုမိုးဝေနှင့်ပတ်သက်နေလိမ့်မည်ဟုသူမခံစားလို့ရနေသည်ဓမ္မမြေစားတော့ဆိုင်တို့လမ်းလျှောက်သွားချိန်မှာပင်ဆရာကစကားဆတော့သည်ဆွဆွကကတိစီကိုဧည့်သည်တယောက်လာသွားတယ်ဆို ဟုတ်တယ်ဆရာအဲ့ဒီလူကမိုးဝေပဲမဟုတ်လားသူမတန်တော်ဆရာကိုလှည့်ကြည့်လိုက်ကျွန်မဆရာကိုအဲ့ဒီနာမည်တခါမှမပြောဘူးနဲ့တူပါတယ်ဆရာဒီနာမည်ကိုဘယ်ရသိခဲ့တလဲဆရာကမထူးဆန်းသလိုခပြုံမြုံငေးမောလေးရန်မအေးတဲ့စီကိုကိုမေးကြည့်ထားတာဟူဖြည်သည်ဆရာကြီးမနာလိုဝင်းဒိုစိတ်ကိုအခဲခမ်းမိကဘာဆက်ပြောမှမင်းမသိတော့ကြီးသူဘာလာလောက်တာလဲကေတီ ကေတီပြောတဲ့သူနဲ့ဆက်သွယ်မရှိဘူးဆိုတဲ့စကားကိုကိုယုံထားပြီးကမှလီဆရာဟာစကားပြောရင်အနှောင့်အယှက်လွတ်အောင်ကိုမကြိုးစားဘူးသူကျမစီဟာစာအုပ်တော့လာငှားတာပါဆရာဘာစာအုပ်လဲသူမဒီတရားရုံးရှေ့ရောက်နေတော့တရားခန်တရားဝမှာခန်းစားလိုက်ရ၏သို့သောသူမစိတ်ကိုအတန်နိုင်ဆုံးရှင်းချထား၍ဖြေပါသည်ဥပိ္ပမောင်တင်နဲ့ဂျေးစ်လူရဲ့ကြောက်စာဘာသာပြန်နေပါဆရာဆရာကဟဲ့ပပရဲတော့အခါသူမတော့ပသွား၏ဒါခနဲ့တာလားဆရာ ရန်ကုန်ကနေမန္တလေးထိလမ်း900အောင်အဲ့ဒီဆောက်ကရှားတာ哦ဆက်ကျေးဇူးပြုပြီးကျမကိုမတက်ရောပါနဲ့သူလာတဲ့အကြောင်းပြချက်ကတော့အဲ့ဒီဟာပါပဲနောက်ပြီးသူ့အလုပ်ကမန္တလေးတို့မင်းမျိုးတို့မကြခဏသွားနေရတဲ့ tourist guide တယောက်ဆိုတာဆရာကိုကျမပြောဖို့ပါတယ်ကို့ကိုလေးသားမမနဲ့မပြောနဲ့ကေတီဆရာလေးသားကခမမဆရာမျက်လုံးများကအနေငယ်မေး၍မျက်တောင်များဆင်းနေ၏ဒီတော့ကဲပြောစမ်းပါကျမမှာအိမ်အောင်ရှိပါတယ်လို့များပြောလိုက်သေးသလား မပြောဘူးဆရာကိုလည်းထင်ပါတယ်မဟုတ်ဘူးသူမအတန်ခက်ကြဲကြဲអော်ဟဲလိုက်တော့ဆရာကမျက်မှောင်ကြုံ၏သူတို့ပြောပါခေတီကိုတို့လူတွေဝမ်းသာအောင်ရမ်းမဖြစ်ပြကြစို့နဲ့လားခေတီတီစိတ်လှုပ်ရှားမှုကိုစနစ်ကြကြထိန်းချုပ်ဖို့ဘလို့မှမတန်နိုင်ကြီးနားထောင်ပါအောင်ဆရာတစ်မိနစ်နှစ်မိနစ်လောက်ကလေးစောင်းငားတဲ့ကိစ္စလုံးမနေရတဲ့အချိန်မှာအိမ်အောင်ရှိတဲ့အကြောင်းကိုမစီမဆိုင်မစီမဆိုင် ဟုတ်လားခေတီ ။သူမစိတ်ပြက်လက်ပြက်ဖြင့်ညင်ညူတော့မိမလို့ဖြစ်သွား၏။မဟုတ်ဘူး။ဒါငါ့ဟူကစကားအသုံးနေရမှကြတာ။ Sorry ။ကျွန်မပြောချင်တာကဒီလိုလေ။ဟိုစကားဆက်ဆက်မရှိဘဲနဲ့တက်တက်ကြီးစွပြောလိုက်ရင် သူ့ရဲ့ရိုးသားမှုကိုစော်ကားရကြသွားမလားလို့ပါ။ရိုးသားမှု။ဆရာတီထိုးစကားကိုတမမကြီးစားတော့ဆိုင်နေဝင်းချင်းတွင်နောက်တစ်ချိန်ထပ်၍ရေရွပြန်သည်။စပွဲတွင်နှစ်ယောက်တည်းထိုင်မိကြတော့မှ ဂျိုးသားတဲ့လူတယောက်ဟာစာအုပ်ကိုဗမ်းပြပြီးမိမမပို့ဘူးကေတီမှတ်ထားဟူခတ်တိုးတိုးပြော၏သူမခါသေးစွာခေါင်းရမ်းညှင်းပယ်လိုက်သည်ဒီစကားကိုတော့ကုမိုးဝေဘက်ကနားရလိမ့်မယ်ဆရာဒါဟာရိုးရိုးသားသားဖြစ်တခုလို့ဘာဖြစ်လို့မမြင်နိုင်သေးတာလဲဆရာဆရာကသူမကိုစစ်စစ်ကြည့်၍နှာခမ်းကလေးခြုံတော့အောင်ပြုံးလိသည်ဘာဖြစ်လို့မမြင်နိုင်သလဲဆိုတော့ဒါဟာတကယ်ကိုမရိုးသားလို့ပေါ့ကဲထားပါတော့အဲ့ဒီဂျိုးသားမှုကြအဲ့ဒီစာအုပ်ကိစ္စဘလို့ဖြစ်သွားပြီလဲ ။သူမစိတ်ကိုနောက်တစ်ထည့်ထိုက်လျှော့လိုက်ရပြန်၏။ကျမဒီနေ့ညနေအိမ်မှာချိန်ထားတယ်ဆရာ။သူစားအောင်လာယူတဲ့အချိန်မှာဆရာနဲ့လည်းမိတ်ဆက်ပေးပြီးသားဖြစ်သွားအောင်ပေါ့။တခုတော့ကုညီပါဆရာ။ဟိုလေမိတ်ဆက်ပေးတဲ့အခါဘာလဲရင်းကြီးကြီးကလေးလက်ဆွဲနှုတ်ဆက်ပေးရမလား။မဟုတ်ပါဘူးဆရာ။ကျမရဲ့ဂုံသိခါနဲ့သူ့ရဲ့ဂုံသိခါကိုအတတ်နိုင်ဆုံးဖြည့်ပြီးကြည့်ပေးဖို့ပါ။အော်အော်ထို့နောက်ဆရာကပြုံးဆိုဟဟပပတ်ရင်မောလိုက်တော့သည် သူမရှက်သေးဖြစ်မျက်နှာနီရဲသွားပြီ။ငါစကားသုံးမှားသွားပြန်ပြီဟူသတိရမိ၏။ကျွန်မပြောချင်တာက तू तू ဟာယူသားတယ်ဆိုတာကိုဆရာတွေ့ရရင် ပြောတာပါ။လာပြန်ပြီဒီယူသားတဲ့ကိစ္စ။ဆရာကမချုံမချင်းပြုံးလေးရဲ့ဇပွဲကိုလက်ချောင်းကလေးများဖြဲတတော်တော်ခောက်ခါခေတီကိုစိုက်ကြည့်နေသည်။ကဲကိုတို့အလောင်းစားလေးတစ်ခုလုံးလိုက်ကြရအောင်။အပြင်းပြေပေါ့။တကယ်လို့ तू ဟာခေတီရဲ့ပုံမှန်မယူသားဘူးဆိုရင်ခေတီကစစ်တွေကို transfer တင်ရမယ်။ တကယ်လို့သူဟာယူသားတယ်ဆိုရင်ကိုကကီတီရှိရာမန္တလေးကို transfer တင်မယ်ဟုတ်ပြီလားသူမရင်မကြက်ဆုပ်စွာနာကျင်သွား၏ဆရာကျမပြောတဲ့ယူသားမှုဟာသူ့ရဲ့မကွက်မခွက်တတ်တဲ့မကောက်ချစ်တတ်တဲ့စိတ်ရင်းအဖြောက်မှန်ကိုဆိုလိုတာပါဆရာကျမပြောတဲ့ယူသားမှုဟာသူ့မှာရှိခြင်းရှိနေနိုင်တဲ့လွတ်လပ်တဲ့ချစ်ချင်းမြတ်တာနဲ့ဘာမှမဆိုင်ပါဘူးဟောဒီလိုကြတော့လေကီတီကရှောင်းတဲ့တိတ်နေပါလားထို့နောက်ဆရာကရေပြန်လေးတည် ဆရာရည်တန်တွင်ခတ်မာသောအစွန်ထင်းတစ်ခုပါနေ၏ကေတီစိတ်ညစ်ညူးစွာဖြင့်လာချသောကော်ဖီပကံကိုငုံဆိုင်ကြည့်နေလိုက်သည်ဒါဖြင့်ကေတီဆိုလိုတာကိုကိုယ်သဘောပေါက်ပါပြီတကယ်လို့သူဟာကိုယ်စနီးကိုချစ်နေတာကိုကိုမြင်နေရရင်ဒါဒါဟာယူသားတာပဲလို့ကောက်ချက်ချပြီးလက်ဆွဲနှုတ်ဆက်ရမယ်ဆိုပါတော့ကောင်းပါပြီဆရာသူမဒီဆရာကိုဘလို့မှခြေပါမပြောနိုင်တော့တဲ့ဖြစ်ချက်ချင်းရွယ်ပြည့်ရှင်လာတော့မျက်ဤများဖြစ်ငိမ့်သက်စွာငိုင်းနေတော့သည်နေစမ်းပါဦး ဆရာနားလည်နိုင်မဲလက်ခံနိုင်မဲစကားတစ်ခွန်းကိုဘာဖြစ်လို့များရှာမတွေ့နိုင်တာလဲဒီလိုပါဆရာသူဟာကျမလက်ထပ်လိုက်တာကိုမသိရသေးတဲ့လူတစ်ယောက်ဖြစ်လို့ဆရာကိုကျမခင်မုန်းအဖြစ်မိတ်ဆက်ပေးတဲ့အခါသူ့မျက်နှာမှာအနေနဲ့အများတော့ပြောင်းလဲသွားမှာပါပြောင်းကျင်မှာလည်းပြောင်းမှာပေါ့သူဟာဟန်ဆောင်တတ်သူတော့မဟုတ်ဘူးဒါပေမဲ့ကိတိအိမ်အောင်ရှိခြင်းမရှိခြင်းသည်သူအတိအာယုံနဲ့တွင်ဘလို့မှအနှောက်အယှက်မဖြစ်ဘဲလဲနေနိုင်သည်လေအဲ့ဒီမျက်နှာထားပြောင်းလဲမှုဟာအံ့ဩမှုဖြစ်ခြင်းဖြစ်မယ် စိတ်မကောင်းမှုဖြစ်ခြင်းဖြစ်မယ်။ဆရာကျေးဇူးပြုရမှာကစိတ်မကောင်းတဲ့မျက်နှာသားမျိုးဖြစ်သွားတာကိုသူနဲ့ကျမအတိုင်းအတာတစ်ခုထိပတ်သက်ခဲ့ဘူးလေလို့တစ်ဖက်သက်ကောက်ချက်မချဘူးပါပဲဆရာ။တလုံးချင်းအာယူရေးဖြည့်ရှင်းပြနေသောဇနီးတဲ့ကိုတနာသွားဟန်ဖြစ်ဆရာကောင်းတစ်ချက်ငိမ့်လိုက်တော့သည်။သူ့ရဲ့ယူသားမှုကိုကျမအိမ်တော်ထဲမှာမသိခင်မှာဖြစ်ပေါ်ခြင်းဖြစ်ပေါ်ခဲ့နိုင်ဘူးတဲ့။သူ့ရဲ့မြေတားနဲ့အကဲမဖြတ်မိဖို့လိုတယ်လို့ကျမထင်တာပဲဆရာ။ ဒီညနေရနောက်ပိုင်းမှာဖြစ်မဲ့အဖြစ်အပျက်တွေပေါ်မှာသာအကဲဖြတ်ဖို့တင်းတော်မယ်လို့ကျွန်မထင်ပါတယ်။ညနေ9နာရီခွဲအချိန်တွင်သူအိမ်ခြံဝင်းထဲသို့ဝင်လာသည်ကိုအေကမ်းမှဂီတာတီးချင်အောင်ဆောင်ရင်းသူမှလှမ်းမြင်လိုက်သည်။ကိုမိုးဝေစီဆက်ဘင်းကိုခြံထဲအထိတွန်းဝင်လာခဲ့သည်။သူ့ကိုအိမ်ရှိထွက်ကြိုဆိုရမလား။အေကမ်းထဲမှာဂီတာတီးရင်ဆောင်ကြိုရမလားဝေခွဲမရဖြစ်နေခိုင်းမှာ။သူကအေကမ်းအပေါဝါနာသို့ရောက်လာ၏။ဆက်ဘင်းကိုထောက်ထောက်လျက်အိမ်အေကမ်းထဲလှမ်းကြည့်လိုက်သည်။သူမသည် တွင်သောနှကမ်းများကိုအာယုံ၍ပြုံးပြလိုက်ရသည်သူတလှန့်ချင်းဝင်လာသည်နတ်ကအင်ကြီးမနတ်ကပေါင်းမိပါပဲသူမမတက်ရက်ပြီးကြိုးစိုးသောအခါသူတန်တော်ပြုံးပြ၏စပင်ဖားလျားနှင့်တီရှက်အင်ကြီးပွားခြင်းနှင့်ဂီတာကိုလက်မကင်ထားသောသူမ၏အိမ်နေရန်ပုံစံကို သူပထမဆုံးအကြိမ်မြင်မှုချင်းဖြစ်ပါသည်ထိုင်မကမိုးဝေသူမဂီတာကိုနံရံတွင်ထောင်ထားလိုက်၏အချိန်နိုင်ဝဲလောက်ရရလာကမိုးဝေ ကျွန်မတမယာကြီးတွားဖြုတ်လိုက်ချင်လို့သူညနေချိန်များမှာတမယာကြီးတောက်တက်တာကို သူမမမေ့သေးပါသူကမရေမပြုံးလှမ်းကြည့်ပြီးနိုင်ကိုဖြတ်ကနေငုံကြည့်ပြီးမှခေါင်းငယ်ဤသူမဒီသူ့ကိုအဲကမ်းမှာထားပြီးမိဖို့ကံပတ်ဝင်လာခဲ့ရသည်ကို စိတ်ပေါ်ပါလွတ်လပ်လျက်ရှိသည်မိဖို့ထဲမှာတမယာကြီးနှစ်ခွက်ဖြော့ရင်းလက်ဖျားတွေတုံရင်းအေးဆက်နေကြသည်တတိထားစံလက်တွေကိုမတုံစေနဲ့သူရှိမှလင်မန်းလွတ်ကြွယ်လို့ကတော့ ဆရာဟာလွဲမတဲ့ကောက်ချက်တစ်ခုကိုခက်လွယ်လွယ်ချပစ်လိုက်လိမ့်မယ်။ကျမအိမ်အောင်ကြနေတဲ့အကြောင်းမောင်ကိုဘလို့များအတီးပြရပါမလဲကွယ်။မောင်အခမ်းရမခက်မြီအသက်သားဆုံးနေ့တစ်ခုခုဖြစ်တာအတီးပြခြင်းသည်။ကြည်စံငါဘလောက်စိတ်ကူးရင်လိုက်တလဲ။တကယ်တမ်းတော့မောင်ဟာကေတီမိမဘဝကိုပင် စိတ်ဝင်စားသူမဖြစ်နိုင်ပါ။သူစိတ်ဝင်စားသည်ကအရှိတိုင်းပညာပါတကူပွဲရဖို့။နောက်ပြီးပါတယ်။မြန်မာနိုင်ငံသားတွေကိုယ်နိုင်ငံကိုဂုဏ်ယူတတ်ဖို့ဆိုလား။ ကံမကလေးကတမယာကြီးကိုခက်ချင်းချင်းငငတောက်တတ်သောသူ့အလေးချင်းကိုမှတ်မိနေပြီ။သူစိတ်ကြိုက်ဖြစ်လာအောင် သူမစူးစား၍ဖြောသည်။တစ်ခွက်ကတော့ဆရာဘူး။ဆရာကတော့တမယာကြီးကိုတရားများမှကြိုက်တတ်သူ။သူမလင်မန်းမော်ဖန်ခွက်များလက်တော့ပွားတင်လျက်အေကန်းကိုထွက်လာတော့သူစိတ်လိတ်တောင်းနေသည်ကိုတွေ့ရသည်။သူမျက်နှာမှာပါရေရောင်မှသူမရှာမတွေ့ပါ။သူမသူ့ရှိမှဖန်ခွက်ချပစ်လိုက်သည်။ခဏတောင်းနေအောင်ကိုမဝေ။ကျမဆောက်သွားယူလိုက်အောင်မေ။ ်အပေါ်တဲ့အခန်းထဲရောက်တော့ဆရာကပြတင်းမှာမတက်ရက်လျက်ခြံဝင်းထဲလှမ်းကြည့်နေသည်။သူမစပွဲပေါ်မှာရှေးအောင် သူတည်တနာစာအုပ်ကိုယူလိုက်ပြီးဆရာအနာတို့ကတ်သွားလိုက်၏။ဆရာဧည့်သည်ရောက်နေပြီဆရာအောက်ခဏလိုက်ခဲ့ပါဦး။ဧကန်းကိုဆရာနဲ့အတူရှင်တွဲရေးရောက်သွားခြင်းတွင်ခေတီနှလုံးသည်နားချင်းစွာခုန်လျက်ရှိသည်။သူကဆရာနဲ့ကီတီကိုမြင်လိုက်တော့မျက်နှာမဆူဆလောက်သာပြောင်းလဲသွား၏ ထိုပြောင်းလဲမှုမှာအံ့ဩခြင်းသာဖြစ်ပါလိမ့်မည်။ကိုမဝင်နဲ့မိတ်ဆက်ပေးမလို့လေ။ဒါကျမရဲ့ခင်မုံဦးရနိုင်နေ။စစ်တွေကောလိုက်မှာ AL ပေါ။ဆရာ၊ तू ကကျမမိတ်ဆွေကိုမဝေပါ။ထို့နောက်ဖြစ်ပြသွားသောအဖြစ်ပြမှာတော့ तू မဘလို့မှမမျှော်လင့်ခဲ့တော့ထိမ့်သိမ်းကာကွယ်ဖို့လည်းမတတ်နိုင်သောအချင်းရသာဖြစ်လေသည်။သူမျက်နှာမှာချက်ချင်းမှုန်မှိုင်းသွား၏။မျက်မှောင်မှမျက်ဝန်းညုံများမှအလွန်အမင်းအဟောတုံလို့ဟန်ကိုဘလို့မှမထိန်သိမ်းနိုင်ခဲ့ပြီ။ သူဒီထိုင်းလျက်ကအသက်ကင်းမဲ့သွားသလိုခက်တွေတွေခတ်တောက်တောင်ကြီးဖြစ်သွား၏ဖျားဖျားမောင်ရင်နည်းနည်းကလေးများ ပြုံးဖို့ကြိုးစားလိုက်စမ်းပါနည်းနည်းကလေးပြုံးပြလိုက်နိုင်ရင်ကိုလုံလောက်ပါပြီကွယ်တွေ့ရတာဝမ်းသာပါတယ်ကိုမိုးဝေဆရာကတော့နှကမ်းပါကလေးများကော့ပြန်သွားအောင် ချုံများစွာပြုံးရရင်လက်ဆွဲနှုတ်ဆက်ရန်ကိုကိုကိုင်းလိုက်၏ကိုမိုးဝေလက်ထဲမှာကင်ထားသော ရွှေရောင်မီးချစ်ကလေးမှာလှုပ်ချလိုက်တာလား လွတ်ကျသွားတာလားမသိနိုင်မဲအောက်တို့တောက်ခနဲကျသွားသည်ထို့နောက်သူကမန်းကန်းထိုင်ရမထရက်ကဆရာကံပေးတော်လက်ကိုတံပတ်ကုံနေသောအယုတ်တယုတ်ကဲ့သို့လေးပြင်စွာဆောက်ကိုင်းလိုက်၏ပြုံးရင်နေသောဆရာမျက်နှာနှင့်ချက်ချင်းအိုမင်းလျာနှကမ်းများမဲ့ကွေသွားသောသူမျက်နှာကိုပြိုင်တို့မြင်နေရသောကေတီတီလက်ထဲကစာအုပ်ကိုတင်းကျပ်စွာဆုပ်ထားလိုက်၏စကားခွန်းတော့ပြောလိုက်ပါမောင်ရေတွေ့ရတာဝမ်းသာပါတယ်ဆိုတဲ့စကားကိုအင်္ဂလိပ်လိုပဲဖြစ်ဖြစ်လေး ။ဟောအချင်းပါပါရွတ်နေကြမဟုတ်ဘူးလား။ကိုမွေသည်ဆရာနဲ့မျက်နှာချင်းဆိုင်ရက်လျက်ဆရာကိုစကားပြောရန်နှကန်ပြင်လိုက်သည်။သို့တော်သူအတန်ထွက်မလာပြီ။ဆရာကသာပါအမှုရာမှမရှိတော့ပဲဂရီတန်းစင်တော့အပြုံးမျိုးဖြစ်ပြုံးလျက်။ထိုင်မှာကိုမွေကီတီနဲ့စကားပြောရကြပါဦး။ကျွန်တော်တန်းနဲ့ဆိုင်ဖို့သွားရမှာမဟုတ်ပါ။ဟူချိုသားစွာပြောပြလေသည်။ ထို့နောက်ဆရာကကိုမွေဝေဤဟန်ဆောင်မှုတတိမယလောက်အောင်ရုပ်ပြဆင်းပြတုံလုံးအံ့ဩနေသောအမှုရာကိုမသိကျင်အောင်ဆောင်လျက်ကေတီရှိရာသို့လျှောက်လာသည်ဆရာတို့တမယာကြီးတောက်မှာမဟုတ်လားယကျွန်မနှစ်ယောက်စာဖျောထားတာထို့စကားသည်အာကုန်နေသောမိမတယောက်ထံမှတထောက်စွာပေါ်လာသော လောကဝိစကားတစ်ခုအဖြစ်ခတ်တောက်တောင်ကြီးနှကမ်းမှထွက်သွားသည်ဆရာကမျက်ခုံးပင်ကရေမောတော့ဤဟေးဘယ်လိုလဲခုတေးချောင်းကြံမိုးတောင်စီစဉ်နေပြီလား ကိုအခုလေးတင်နွားနှုတ်တောက်ထားတဲ့အကြောင်းဂီတီကိုပြောထားလျက်သားနေ။အိုး။သူမပါပြင်များရဲကနေဖြစ်သွားသည်။ဟမ်။ဆရာဘယ်တော့ကနွားနှုတ်တောက်လိုက်တာလဲ။သူမမသိလိုက်ပါ။ဒါတသက်ဆရာလူလဲကြတာ။ဆရာဆိုလိုချင်သောအထိပ္ပယ်ကို သူမကောင်းစွာသိလိုက်၏။ထို့နောက်ဆရာကဂီတီအနာမှာထွက်ခွာသွားတော့မည်ဟန်ပြင်ပြီးမှတရရသားတို့အတန်ခတ်တိုးတိုးဖြစ်ပြောသည်။ဒါနဲ့ကီတီမနေ့ကချဲရဲ့အပြာအောင်လေးကီတီချော်လိုက်သလား။ ကိုရှာမတွေ့လို့ထိုတိုးတိတ်သောစကားတန်ကလေးသည်သူမ၏နားထဲသို့မိုးချုံသလိုကြဲလောင်စွာဝင်ရောက်သွားတော့သည် သူမမျက်နှာမှຫນွေခနဲပူသွားကဆရာကိုအံ့ဩတကြီးငေးကြည့်မိသွား၏ဆရာတီသူမကိုအိမ်အောင်ကြပြီးကလေးကတခါမှချဲချော်ရမတောင်းဆိုဘူးပါသူမကလည်းချဲချော်ပေးဖို့တခါမှသတိမရခဲ့ဘူးပါဤစကားသည်ကိုမိုးဝေရအတွက်တည်တံ့ဖြစ်ကြောင်းကေတီရိပ်မိ၏။သူမသည်ရုပ်ခနဲဝဲလာသောမျက်ဤစာများကို ကိုမိုးဝင်မမြင်နိုင်အောင်လေကားဘက်သို့လှည့်လိုက်ရသည်ဟင်ထွန်ညင်းပဲစကားသည်ရင်ထဲမှာပဲပြောလိုက်သလားနှုတ်ကပွင့်ထသွားသလားမသိကြပါအေးလေထားလိုက်ပါတော့နောက်မှပဲရှားကြစို့တခြားဟန်နဲ့ဖြစ်ပါတယ်အဲ့ဒါကိုအဲ့ခံနေအောင်နော်ထို့နောက်ကေတီမျက်နှာကိုစစ်စစ်ဆဆအကဲခတ်သလိုခပ်ပြုံးပြုံးကလေးကြည့်ပြီးမှလေကားစီသို့ဆရာလျှောက်သွားသည်လေကားပေါ်ရောက်မှခန်းခန်းခန်းရက်ကြံခဲ့သောကေတီထံသို့တစ်ချက်ပြန်လှည့်ကြည့်ကဆရာပြုံးမြန်သည် ကေတီနေလေအောင်ဆောင်းမှာကိုနိုင်သွားပြီနော်ကေတီစစ်တွေကို transfer တင်ဖို့ပြင်တော့လဲစီလိုက်ပါလားဆရာထို့နောက်ဆရာမြင်ကွင်းမှာပျောက်ကွယ်သွားသည်သူမသည်လေးပြင်သောကိုခန္ဓာကိုဖြင်းညင်းစွာလှည့်လိုက်၏ကမိုးဝေသည်မတက်ရလျက်ကကလထိုင်ကိုနောက်သို့ခက်ကြကြတွန်ကန်ပြလိုက်လေသည်သူမျက်နှာမှာချက်ချင်းမိုးရွာချတော်မည်ကောင်းငင်လိုမိုင်းမုံလျက်ရှိပြီးနှခမ်းတစ်ခုမှာတင်းကျပ်နေအောင်စိတ်ပိတ်ထား၏မောင်ရဲ့ ။မောင်တရဟန်ဆောင်ညမေမန်းသိရင်အခုလိုအင်ငုံမခေါ်ပါဘူးကွယ်။နောက်ပြီးကျမရဲ့ခင်မုန်းနဲ့ပတ်သက်ပြီးဒီလောက်စိတ်ထိခိုက်လွန်မန်းသိရင်ပေါ့။သူကကေတီကိုတစ်ချက်လှမ်းကြည့်လိုက်သေး၏။ကေတီသူ့ကိုပြုံးပြဖို့ဘလို့မှအားစာ၍မရပါ။သူမျက်ဝင်းများထဲမှာဒေါသနဲ့နာကျင်မှုများရှက်ရွံထိတ်လန့်မှုများအလုံးကိုမြင်လိုက်ရသောကေတီသည်သူရှိရာသို့ခတ်သွက်သွက်လျှောက်သွားလိုက်သည်သို့တော်သူကစကားတစ်ခွန်းမှမပြောဘဲခြာကနေလှည့်ထွက်သွားလိမ့်သည်ကိုမိုးဝေး သူမ၏အတံမှာမမျှော်လင့်သောလက်ရှိအခြေအနေများကြောင့်တွန်းဆုပ်အပ်ကွဲသွား၏။အေကံပါဝါသို့ရောက်သွားသောသူသည် သူ့နောက်မှကပ်လိုက်သွားသောကေတီကိုတုန်ခနဲရက်ကားလှည့်ကြည့်၏။ဖြူဝင်းသော သူ့ပါပြင်မှာပန်းသွေးရောင်ရဲလျက်ရှိသည်။နေကွဆွာရမိကြတော့မှသူ့နှခမ်းတောင်းဆုံးကလေးများတဆက်ဆက်တုန်လှုပ်နေတာကိုသူမအံ့ဩတကြီးမြင်လိုက်ရသည်။ထို့ထက်ပို၍အံ့ဩစရာကသူကသူမကိုနာကြည့်သောမျက်ဝန်းများဖြည့်ဆိုက်ကြည့်ရကသူညာလက်ကိုမြောက်ကရွယ်လိုက်ခြင်းပင်ဖြစ်သည်။ ကျေတီရုတ်တရက်လမ်းဖြန်ကနောက်ဆုတ်ဖို့ဟန်မြင်စဲမှာပဲသူကပြုံးကနေလက်တီးကိုသာဆုတ်လျက်နောက်ဖက်လှဲလိုက်လေသည်ထို့နောက်အုံနယံကိုထိုးလက်တီးဖြင့်ခပ်ပြင်းပြင်းတစ်ချက်ထိုးလိုက်တော့သည်ထို့နောက်ကြဲတောင်စွာတောက်ခောက်လိုက်သည်အံဝမှုချက်ရွတ်မှုခံစားမှုမျိုးစုံဖြင့်သူမကိုလုံးသည်အနှဲငယ်ရိုင်းရွဲကမျက်ရည်များရုတ်ချီရဝဲလာခဲ့သည်သူမသည်မလို့အဖဲနှင့်နောက်သို့တလှမ်းခြင်းတလှမ်းခြင်းဆုတ်ခွာနေတော့သည်ကိတိဘတ်တို့နောက်ကျောပိလျက်က ကိုမဝေသည်အပြင်သို့လျင်မြန်စွာ ရောက်သွား၏သူစပိန်ကိုခက်ချမ်းများဆွဲယူတွန်းထွက်သွားတာကိုငေးကြည့်နေရင်ကြမှာသူမကင်ထားသောကြောက်စာစာကို"သူမဘယ်မှလွှတ်ချခဲ့မိပါလဲ"ဟုတတိရသွားသည် သူမလက်ထဲတွင်ထိုစာအုပ်မရှိတော့ပါထိုခိုက်မှာပင် တူတူတဲတဲရေမောတန်တစ်ခုကို နောင်နာစီမှကြားလိုက်ရ၍သူမလှည့်ကြည့်လိုက်သည်ဆရာတီလှေကားမှဆင်းလာပြီး သူမကြီးဖြည်းဖြည်းချင်းရှောက်လာခဲ့သည်ဆရာနှခမ်းများကဆေးပိလျက်ပြုံးနေကြ၏ ကဲဒီကိစ္စကိုကီတီဘလို့ဖြေရှင်းမှာလဲအတိုင်းတာတစ်ခုတည်းမပတ်သက်ခဲ့ကြဘူးတဲ့ယောက်ျားတစ်ယောက်ဟာခင်မွေးရဲ့ရှေ့မှာဟမ်ဆောင်နိုင်လားမဟုတ်ဘူးဆရာဟုတ်တယ်ကီတီဟာသူ့ဘွားတဲ့ကိုနက်နက်ဆိုင်ဆိုင်ဝင်ခဲ့ဘူးလို့သာမဟုတ်ဘူးသူမအတန်ကုန်အော်ဟစ်ပြလိုက်ဤဆရာယုံကြည်မယုံပါကျမတို့နှစ်ယောက်ဟာလက်ဖြားချင်းထိပြီးတောင်စကားပြောခဲ့ဘူးတာမဟုတ်ပါဘူးဆရာသောသောအင်အားမရှိသောသူမ၏ဖြည့်ရှင်ချက်သည် ဆရာကြီးကောက်ချက်ကိုမြည်သွများဖြတ်စီမပြတ်နိုင်တာကိုသူမသိထား၏ကတိတိမျက်နာကိုလက်ဝါးနှင့်အုတ်ခါကလထိုင်မှာတုံလုံးစွာထိုင်ချလိုက်သည် ဟုတ်လားဒါဖြစ်လေကျေးဇူးတင်ပါတယ်ကတိထို့နောက်သူမတို့ငြိမ်သက်သွားကြသည် စပွဲပေါ်မှာဗာဂျီးနီးယားစလင်းပြုတ်အေးဟူသော secret book လေးရှိနေသည်မောင်မေ့သွားပြီ secret book အဖုံးလေးကိုဖွင့်ကြည့်သောအခါအထက်တွင်ဆေးလိပ်ဆယ်လိပ်တွေ့ရသည်တမျိုးကျဆေးလိပ်ထက်တိုးသော အနှင်းငယ်သေးသော အဖြူရောင်ဆေးလေးကလေးများထို့နောက်ဇပွဲအောက်မှကြာနေသောရွှေရောင်မီချစ်ကလေးကိုသူမကောက်ယူလိုက်၏မောင်ရှိချပေးထားသောတမယာကြီးကမှတငုံများတောင်တောက်လိုက်ရသည်ဟန်မတူပါသူဘလောက်များရှက်ကြောက်နာကြည့်သွားလိုက်မလဲကွယ်သူမသူ့ကိုအကဲခံမှခဲ့သည်ပင်လက်ဆက်တတ်တော်မောင်ဟာကျမကို ချစ်မြတ်နိုးနေခဲ့တာပါလားထို့တွေးသည်သူမရင်ထဲသို့ဆုနှင်နာကျင်စွာဝင်ရောက်သွားသည်ဟမ်မဖြစ်နိုင်ဘူးမဖြစ်ရဘူး အခုမောင်ပေါက်ကွဲသွားတာဟာကျမကိုချက်လို့မဟုတ်ရဘူး။မောင်ရဲ့ယောက်ျားမနာကိုထိခိုက်သွားလို့ပါ။ဟုတ်တယ်မဟုတ်လားမ။မောင်ကိုကျမတို့လင်မယားနေရာအင်ကိုဖိတ်ခေါ်ပြီးအကွက်ကြကြဆော့ကားလှုပ်လိုက်တယ်လို့မောင်နာကြည့်သွားလို့မဟုတ်လားကွယ်။အခုချိန်ကျမတော့မောင်ကိုအချက်နဲ့မပတ်သက်သူသားဖြစ်စေချင်လာသည်။မောင်နဲ့ပတ်သက်ပြီးသူမရင်နဲ့ကြေကွဲရသည့်ခံစားချက်မျိုးမောင်ကိုမခံစားစေလိုပါ။သူမဒီထိုင်းသာထိုင်နေရတော့လေ ကိုမိုးဝေကိုဆဲမချသည့်ဆိတ်များဖီစီကပူပင်တော့ကဖြစ်ရုတ်တရက်လေးလံသွား၏သူစိတ်ကြီးခိုက်ပြီးစပိန်လက်ကင်တွေဘာတွေများရင်းရိုင်းသွားလိမ့်မလားစပိန်စီတိတ်မကြွန့်ကျင်သူမိုးထိခိုက်အနာတရားဖြစ်တဲ့အထိသူတတိလလွတ် ဖြစ်သွားမှာကိုပူပန်မိသည်ဟိုးဒါဟာမမျှတာတဲ့အတွေ့ပဲတကယ်ဆိုဒီအဖြစ်ပြက်ကြောင့်ဆရာစိတ်ထိခိုက်သွားသလားဆိုတာကိုသာငဲကွက်ရမှာမဟုတ်လား။သူမလှမ်းကြည့်ခိုက်မှာဆရာကသူမကိုငိမ့်မော့ကြည့်နေတာနဲ့ဆုံသွား၏။ သူမစူးစမ်းပန်းစားပြုံးပြလိုက်သည်ဆရာတန်းနဲ့ရိုက်သွားမှာဆိုကျမចောင်းပြန်လာကလေးကဆရာကမ်းဘတ်ရှူးကိုကျမတိုက်ထားပြီးသားလေဆရာကပခုံးတွန်ကားပြုံး၏ကိုမသွားတော့ကိတိနောက်ပြီးကိုတန်းနစ် မကျင့်တော့ဘူးကိုလေးကျင့်ရမှာတန်းနဲ့ပြင်နေပဲဟမ်ဘာဖြစ်လို့လဲခတုံနှောင်းကိတိသည်ဆရာစကားကို ရုတ်တရက်နားမလည်လိုက်ချင်းဘာဖြစ်လို့လဲဆိုတော့တစ်ချိန်ချိန်မှာအလက်ဇန်းနာပူရှက်ကင်တို့လို့ ကိုရိုနီယာတနက်ချင်းချင်းပြစ်ချင်းပြစ်နေရမှာမဟုတ်ပေါ့ဖျားဖျားဆရာဆရာကျမရဲ့စင်ညာတော်တရားရောသူ့ရဲ့စင်ညာတော်တရားဟိုရောစော်ကားလိုက်ပြန်ပြီဒေါ်သားမကစ်တီဆရာကဒေါ်သားတကြီးလက်ကိုဝေယံပြလိုက်ဤထို့နောက်ကစ်တီနောက်သို့လာရခါကစ်တီစပင်းများကိုနောက်မှစုသိမ်းဆွဲရချလိုက်သည်ဟိုဒီမဲနားထောင်စမ်းကစ်တီစောစောကကိုရှိမှဖြစ်ပြသွားတဲ့အပြုအမူမျိုးတွေဟာ စင်ကြုံတရားရှိတဲ့လူတွေရဲ့အပြုမူမမဟုတ်ဘူး။ကြလား။တင်းကျက်စွာဆွဲဆောင်ထားသောသပင်များကြာငါကျင်းမှုဖြစ်ကေတီတစ်ချက်ဆုပ်သက်ညှင်းညူလိုက်တော့မှဆရာကသပင်များကိုလွှတ်ပေးလိုက်သည်။ထို့နောက်ထိုကေတီသပင်များကိုပဲလက်နှစ်ဖက်နဲ့ဖောက်ပါကလေးမကင်ကနမ်းလိုက်လေသည်။ကဲကေတီကိုရဲ့တိခဏနိုင်စွမ်းကိုဂုံပြတဲ့အနေနဲ့ဝင်လိုက်မှာကိုနဲ့တူရုပ်ရှင်လိုက်ကြည့်ပေးမယ်မဟုတ်လား။ထ။ထို့နောက်ဆရာကလှိုက်လိုက်လဲလဲရေမောကား သူမကိုညင်သာနူးညံ့စွာဆွဲထုတ်၏သူမဆရာကိုတန်တော်ကြောက်သွားသည်ဆရာဆရာတိတ်ပျော်နေသလားဟင်ဟာပျော်တာဗောကီတီကိုပြန်မတရားကိုရှင်မလဲလဲကွက်ကွက်ကြာဆုံးသွားတဲ့ကိစ္စပဲကိုမပြော့တင်ဘူးလားသူမအန်ကျိခါပြုံးလိုက်၏ဒါပေမဲ့အခုလိုဆရာပြောရတာဒီတစ်ချိန်နောက်ဆုံးဖြစ်ပါစေလို့ကျွန်မဆုတောင်းလိုက်တယ်တိလာဆရာစောက်ကလေးကိုဒီမှာပဲခေတာရန်နာဝင်ပြပါရှင် ။နားဆရာပြေခဲ့ကြသူအားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါရရှင်။ကျမ်းမာပြေခင်ကြပါစေ။